ဒီအပိုင်းတွင်မြန်မာနိုင်ငံလေယာစိုက်ပျိုးရေးနဲ့စီးပွားရေးကဏ္ဍကထိတ်တန့်ရောက်နေတဲ့သတင်းတွေထဲမှာတော့အခုနှစ်ပြည်တွင်းမှာဖျက်သခွားအထွန်းနှုံကြာဆင်းခဲ့ပေမဲ့အရေးသွေးမကောင်းလို့ဇေယျရှိမှုနဲပါနေတယ်ဆိုတဲ့သတင်းနဲ့စကြင်ပါတယ်။အခုရပိုင်းတရုတ်မြန်မာနယ်စပ်ကတတိယအောင်ကွင်းတွေကိုနေ့စဉ်ဖျက်သခွားကုံကားအစည်းရေ20ဝန်းကျင်သာဝင်ရောက်နေပေမဲ့အရေးသွေးမကောင်းလို့ပယ်သီးများပြီးဇေယျဆုံးရှုံးတဲ့ကုံတွေတွေလည်းရှိနေပါတယ်။ လက်ရှိတရုတ်မြန်မာနယ်စပ်ကုံသွယ်မှုကိုရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းလာတာလော့ဂိတ်ကနေတာအဓိကပြုလုပ်နေတာဖြစ်ပြီးတရုတ်နှစ်တကူပွဲတော်မတိုင်ခင်ဇန်နဝါရီလအတွင်းကအရေးသွေးလိုက်၁၆တန်ပါတဲ့ဖရဲကားတစ်စီးကိုတရုတ်ရန်ငွေ8200လောက်ထိဈေးရရှိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့၁၆တန်မှာဖရဲကားတစ်စီးကိုအရေးအသွေးလိုက်တရုတ်ရန်ငွေ3000ကနေ4800လောက်သာဈေးရရှိနေတယ်လို့ဆွေမြမတတိပွဲအောင်ကပြောပါတယ်။ ပြီးခဲ့တဲ့ January လအတွင်းကရွှေသခါမွေး1ကီလိုကိုတရုတ်ရွန်ငွေ9.3ရွန်ကနေ9.8ရွန်လောက်ပေါက်ဈေးရှိခဲ့ပေမဲ့လက်ရှိမှာတော့1ကီလိုကိုတရုတ်ရွန်ငွေ4ရွန်ကနေ4.3ရွန်လောက်သာဈေးရရှိနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံကထွက်ရှိတဲ့ဖျဲသခါတွေကိုတရုတ်ဘက်တင်ပို့ရမှာလန်ခီကြံ့ကြာမှုကြောင့်အရေးသွေးပိုင်းကြာဆင်းလာတဲ့အတွက်လာအိုနဲ့ဗီယက်နမ်နိုင်ငံကတင်ပို့ရောင်းချနေတဲ့ဖျဲသခါတွေကတရုတ်နယ်စပ်မှာဈေးကောင်းရပြီး ဝယ်လိုအားမြင့်တက်နေတယ်လို့ကုန်တယ်တွေကပြောဆိုထားပါဗျ။